အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဆက်ပေးဖို့ကြွေးချယ်ထားတဲ့ပုံမြင်လေးကတော့ထွေမောက်အစ်စ်လေးချက်ထားတဲ့ငါဟင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါဒေးဖြစ်အိမ်ကတော့ရေကန်တစ်ခုနာမှတည်ရှိပါတယ်ဒါကြောင့်သူကနင်းနေညညာအဲ့ဒီနေရာမှာသွားထိုင်နေတတ်ပါတယ်ရေကန်ထဲမှာအရန်ကိုလာပါတဲ့ငါတွေအများကြီးလည်းရှိပါတယ်သူရဲ့အမေရတနာကိုရိုင်းကသူ့သားလေးရဲ့အကျင့်တွေကြောင့်တော်တော်လေးစိတ်ညစ်နေပါတယ် သူကလည်းမနှက်စစောစစီဒေါသတကြီးနဲ့ပြောလိုက်ပါရင်ကဲတာရေနေပါလုံးနေတာလေငှက်တွေကိုအစာသွားကျွေးပြီးဝိုင်းတော့နွားစာသွားထဲအပိန်တွေကိုလည်းရေသွားလောင်းနင်းဒီမှာထိုင်နေအောင်နဲ့ဘာအလုံးမှပြီးမှလည်းမဟုတ်ဘူးဒီအလုပ်တွေအလုံးလုပ်ဖို့ကအရေးကြီးလားမေးအေးဟုတ်တယ်အရေးကြီးတာပေါ့အရေးကြီးတာပေါ့အပင်တွေကိုရှင်မလောင်းဘူးဆိုရင်တော့အပင်တွေကဘလို့ကြီးထွားရှင်တန်လာတော့မလဲအမေအမေရလေလေတကယ်ပါပဲကျွန်တော်အတွင်းအလောက်ပဲခိုင်းနေရနော် မေကဖျားတရားကလည်းအရန်ကိုလောက်ကြပဲအမေချွေမလေးကသာတတ်တတ်လို့တမမဟောင်းဘယ်လိုလုပ်မလဲဘာလို့ရမှာလဲငါတလောက်ကြာမှာတရားအားထုတ်ကြင်ကြံခဲ့တဲ့ဖျားရီအမေရှိခိုးခဲ့တယ်ငါကတော့တတ်တတ်လို့တမချွေမလေးပဲလို့ကျင်တယ်နှစ်နှစ်ကြာမြင်သွားခဲ့တဲ့အခါမှာတော့ဒီမသားရဲ့ဓပုံကြည့်ဓပုံလည်းမှာတလောက်ကြာမှာလှပနေတဲ့မိန်းကလေးဆိုတော့အပြင်မှာဘလောက်ကြာမှာလှပလိုက်မလဲအမေကလည်းမိန်းကလေးတယောက်ကြောင့်တော့ဘာမှမသိဘူးနင်သိစရာအကြောင်းလည်းမရှိပါဘူးနင်းရဲ့အတော်ကိုယ်တိုင်ကရှာထားပေးတဲ့မိန်းကလေးဆိုတော့မှန်ကန်တဲ့မိန်းကလေးပဲဖြစ်လိမ့်မယ် မင်းကလေးကိုတစ်ခေါက်လောက်သွားကြည့်ပြီးပြီဆိုတာနဲ့ငါတို့မင်္ဂလာဆောင်အတွက်တစ်ခါတည်းသဘောတူပြီးပြလာခဲ့ကြမယ်ဟုတ်ပြီလားပြီးတော့အတော်ကကျွန်တော်တို့ရဲ့အတော်အရင်လည်းမဟုတ်တယ်လို့မျိုးအမေကိုအမြဲတမ်းမနာလို့ဖြစ်နေရမဟုတ်ဘူးလားကဲအရင်ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အတော်ကအတော်ပဲလေမင်းကလေးကိုကြည့်ပြီးတော့မှငါတို့ဆက်ပြီးစဉ်းစားကြမယ်ဒေးဗ်ကလည်းသူ့မေရှင်မှာဘာမှပြောလို့မရတဲ့အဆုံးမှာတော့မင်းကလေးကိုသွားကြည့်ခဲ့ကြပါလိမ့်ဒေးဗ်ရဲ့အတော်ကလည်းပြောခဲ့ပါတယ် နေကြုံမင်းကလေးကိုသဘောကျတယ်ဆိုရင်တော့ဘာမှအကြအကြီးဆောင်ဆိုင်မနေနဲ့ဒီလိုမင်းကလေးမျိုးမိကွက်ထွန်ပြီးလိုက်ရှာမယ်ဆိုရင်တော့မတွေးမှာမဟုတ်ဘူးလူတွေအကုန်လုံးကတော့အဲ့ဒီမင်းကလေးကိုတောင်းရနေကြတာအများကြီးပဲသူရဲ့အဖေကလည်းတင်တောင်းဝင်အများကြီးပေးလိုက်မှာနော်ငါပြောတဲ့စကားကိုပဲနားထောင်ပြီးတော့သူတို့ကစောင့်မျှော်နေကြတာငါတို့လေအတွက်ဒီမင်းကလေးကအသင့်တော်ဆုံးပဲနောက်ထပ်ဒီလိုကောင်းတဲ့မင်းကလေးမျိုးရှာလို့တွေးမှာကိုမဟုတ်တော့ဘူးရတနာကလည်းသူရဲ့အမဖြစ်သူကအမှန်တကယ်ပြောနေရလို့ထင်သွားပါတယ်ရှူမီသားဆိုတဲ့မင်းကလေးကတကယ်အရန်ကိုလာပါလို့နေပါတယ် သူကလည်းဒီမိန်ကလေးကိုချွေမတော်ခြင်းနဲ့အတွက်ကြောင်းမို့လို့ချက်ချင်းပဲလက်ဆောင်တွေပေးခဲ့ပါရီ။ကဲသမီးလေးဒီနေ့အစပြီးနေကတော့ငါတို့အိမ်ကချွေမလေးဖြစ်ပြီလို့တောင်းမှတ်လိုက်တော့မင်္ဂလာဆောင်အတွက်လိုအပ်တဲ့အပြင်ဆင်တွေအကုန်လုံးကိုစပြီးတော့လုပ်လိုက်တော့ငါရဲ့ချွေမလေးကိုတခြားနေရာမှာအကြာကြီးမထားတော့ဘူး။ဒီလိုနဲ့ဘာမှမမမြန်ပဲနဲ့မင်္ဂလာဆောင်တစ်ခုကိုအလောတောင်းဆယ်နဲ့အနေအမြန်ပဲကျင်းပခဲ့ကြပါရီ။မင်္ဂလာဆောင်လို့လည်းပြီးစီးသွားခဲ့တဲ့အခါမှာမင်းကလေးကတော့အိမ်ကချွေမလေးအနေနဲ့ရောက်ရှိလာခဲ့ပါရီ။ ရှင်မီသားကလည်းရခမအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့အိမ်ပဝင်းခြင်းကိုအတော်လေးသဘောကျနေခဲ့ပါတယ်။သူကလည်းဂရင်ပေါက်ကနေအပြင်ကိုကြည့်နေရင်သူ့ယောင်မကိုပြောလိုက်ပါတယ်။အမရေဒီရေခံကတတော်လေးလှတယ်နော်။ဟုတ်တယ်ယောင်မရေဒီထက်ပိုပြီးတော့လှတာကတော့ရေခံထဲမှာရှိတဲ့ငါးရီပဲ။အကိုဆိုရင်တော့ငါးရီကိုခဏခဏသွားထိုင်ကြည့်နေလို့အမေကအယံကိုဆိုတာလေ။ဟုတ်လားအဲ့ဒီမှာငါးရီရှိတယ်။ကျမလည်းသွားကြည့်ချင်လိုက်တာရှင်။အင်းကောင်းတယ်ကောင်းတယ်သွားကြည့်။ဒါပေမဲ့အခုတော့သွားမကြည့်နဲ့အောင်။နောက်ထပ်ရက်အနေငယ်လောက်ကြာသွားတဲ့အခါကျတော့မှသွားကြည့်နော်။ ။ရောင်မကအခုမကြီးကိုရောက်လာတာဆိုတော့ခဏလေးတီးခန့်လိုက်ပါဦး။တပတ်ကြောင်မြင်းနဲ့အထီးအဲဒယ်ရီနဲ့ရိုးရထုံတဲ့အစလာတွေကိုလုံနေအကုန်ဆုံးခဲ့ရပါရီ။ရှင်မီတောင်းကားတော့ရေကန်ကိုပဲအမြဲတမ်းကြည့်နေပါရီ။ဒီမကရေကန်နာသွားပြီးငါးတွေကိုဖမ်းဆီးလာခဲ့ပြီးကြော်စားချင်နေကြတာပါ။တရားမှာတော့ရခမဖြစ်သူကပြောလိုက်ပါရီ။ထွေးမလေးတပတ်လေးပြေးသွားပြီဆိုတော့နေမိဖို့ခံတာဝင်တွေအကုန်လုံးကိုယူလိုက်တော့နော်ဟုတ်ကဲ့ပါအမေရေကောင်းပါပြီဒါနဲ့အားလုံးစားတော့ဖို့အတွက်ကျမဘာလုပ်ပေးရမလဲအခုမဟုတ်သေးဘူးထွေးမလေးရဲ့ နေမနဲ့အစောကြီးထရေမိုးချိုဖျားရှိခိုးပြီးတော့ပြီးဆိုရင်တော့မိဖို့ကန်းနဲ့တွားပြီးတော့ဖျားရှိခိုးရမယ်ဒီနောက်တော့မှထမင်းဟင်းချက်ရမယ်နော်ဒါနဲ့မနဲ့ဆိုလို့ရှင်တော့အစောကြီးထဖို့အတွက်ကိုလည်းမင်းမနေနဲ့哦နေတို့အဖေကမနဲ့အစောကြီးအိမ်ရကားထပြီးတော့ရုံးသွားတတ်တယ်ရှမီသားကလည်းခရင်ပေါ့ရဲ့အပြင်ဘက်ကိုကြည့်မိသွားခဲ့ပြီးပြောလိုက်ပါတယ်မနဲ့ပြန်ကြရင်တော့မနဲ့ဆာအနေနဲ့ငါကြော်ပေးလိုက်မယ်ဆိုရင်မကောင်းဘူးလားငါကငါကြော်တာအရန်ကိုကြော်တယ်ငါကြော်ထားတဲ့ငါကြော်ကိုစားပြီးသွားပြီးဆိုရင်တော့အားလုံးကလည်းအရန်ကိုချီးကျူးကြတာ မနက်ကျလို့ရှိရင်တော့ငါရေကန်သွားပြီးတော့ငါးတွေဖမ်းလာခဲ့လိုက်မယ်။မယောက်ျားကိုတော့ဖမ်းခန်းလိုက်ရင်ကောင်းမလား။ကဲထားပါလေ။သူ့ကိုအစောကြီးနှိုးပြီးတော့အရေးပြောင်းလုံးမဲ့အစာကိုဟာကိုနှုတ်ကြကပူတော်ရွယ်ကူအောင်မယ်။ရှင်မီသားကတော့မနက်အစောကြီး9နာရီထားပြီးနောက်မှာတော့ရေကန်ထဲမှာရှိတဲ့ငါးတွေကိုသူမကိုယ်တိုင်ပဲတော့ဖမ်းလာခဲ့လိုက်ပါရယ်။ရှင်မိုးချိုတန်းဆင်းပြီးနောက်မှာတော့သူမငါးတွေကိုကြောနေခဲ့ပါတော့တယ်။တဖြည်းဖြည်းနဲ့ငါးကြောနေတဲ့အနံကအိမ်တိုင်လုံးမှာပြန်သွားခဲ့ပါတော့တယ်။ဒါကြောင့်ရတနာကလည်းတယောက်ကြားကိုတတဲ့ဟိလေးပြောခဲ့ပါရယ်။ ကြည့်ပါဦးရှင်ဘာအနံ့ကြီးလဲနော်ကျမတို့အိမ်မှာဒီအနံ့ဆိုးကြီးကဘယ်ကနေပြီးရောရနေရလဲတတော်လေးကိုလမ်းနဲ့အနံ့ဆိုးကြီးပဲဒီဖြစ်ဖို့ခင်ဖြစ်သူကလည်းပြောလိုက်ပါရင်မင်းရလဲကွာငါတို့နေထိုင်နေတဲ့နေရာကအင်ဂျီကနည်းနည်းလေးကျဲတယ်လေတခြားအိမ်ကနေပြီးရောအနံ့ရနေရတော့မဟုတ်တော့ပါဘူးငါတို့အိမ်ကအနံ့ပဲဖြစ်နေမယ်ချွေးမလေးမနဲ့အစောကြီးထပြီးရောထမင်းဟင်းချက်နေတာဖြစ်မှာပေါ့သူတရုတ်အစားအသောက်တွေဘာတွေများချက်နေလားမသိပါဘူးကွာ အခုခေတ်ကလေးတွေကငါတို့စားတောက်တဲ့ပုံစံအတိုင်းရိုးရစားတောက်တွေကိုတော့မချက်ပြုတ်တတ်ကြတော့ဘူးတရုတ်စားတောက်တွေကိုပဲသူတို့ကချက်ပြုတ်ကြရတာရတနာကလည်းပြန်အိပ်ဖို့ကြိုးစားနေရင်မထားဖို့အတွက်ထိန်းချုပ်ထားလိုက်ပါတယ်ဒါပေမဲ့အနန်းကကြော်လေးဆိုရွာလာခဲ့တဲ့အခါမှာသူကအိယာကနေထလာခဲ့ပါတယ်ပြီးတော့လည်းသူမမိဖို့ခံနေဝင်ကြည့်ခဲ့ပါတယ်ချွေးမလေးကတော့ဒီအချိန်ထိငါတို့အားလုံးကြော်လို့ပြီးသွားခဲ့ပါပြီချွေးမလေးရဲ့ဒါကဘာအနန်းတွေလဲအနန်းတွေကအကြော်လေးကိုပြင်းလာပဲကဲကဲကဲပြပောင်ပြပောင်နင်ဘာတွေများချက်ပြုတ်ပြင်ဆင်ထားတာလဲငါလည်းကြည့်လိုက်ပါဦးမယ် ခဏလေးပါအမေရခဏလေးခဏလေးကျမချက်ပြုံးနေတဲ့အရာတွေကိုအခုတော့လာပြီးတော့မကြည့်သေးပါနဲ့哦အမေတို့အခုအဲ့ရကားနေတော့ပြီဆိုတော့ရေမိုးချုံပြင်းတာတက်ပြီးတာနဲ့လာခဲ့ကြတော့လေကျမထမင်းဟင်းတွေကိုတခါရဲပဲတဲခင်းထားပေးပါမယ်ရတနာကလည်းချွေမလေးပြောတဲ့စကားကိုနားထောင်ပြီးထွက်သွားခဲ့ပါတယ်ထမင်းတွေအားလုံးချက်လို့ပြီးစီသွားခဲ့တဲ့ခါမှာချွေမလေးကလည်းအားလုံးကိုခေါ်လိုက်ပါတယ်အားလုံးကလည်းစားတော့ဖို့အတွက်အစင်သေးဖြစ်နေခဲ့ကြပါပြီသူမအကောင်းမွန်ဆုံးဟင်းတွေကိုချက်ပြုတ်ထားတယ်လို့တွေးနေရင်ချွေမလေးဝမ်းသာပြောရွှေနေခဲ့ပါတယ် ဒီနေ့ငါငါဟင်းကို special ချက်ထားတာအားလုံးကလည်းသဘောကျနှစ်သက်ကြလိမ့်မယ်လို့ထင်နေ음အများကြီးတော့တို့ပြောရွှင်ကြမှာမဟုတ်ပါဘူးငါရခမကတော့လေဘေးမှာဝေထားတဲ့ဆွဲကျိုးကတော့မှဖြုတ်ပြီးတော့ပေးလိုက်တယ်။ရခတိကိုယ်တိုင်ကလည်းငါကိုအနည်းဆုံးမုတ်ဖို့900လောက်ကတော့ပေးမှာပဲ။ငါကဒီလောက်တောင်မှကြိုးစားပန်းစားနဲ့ငါတွေကိုကိုယ်တိုင်ဖမ်းပြီးတော့အကောင်းမွန်ဆုံးငါဟင်းတွေကို၃မျိုးလောက်ချက်ပေးထားတာပဲ။နေပါဦးမင်းကဘာဖြစ်လို့မနှက်စာမှာဒီလောက်ထိများတဲ့ဟင်းတွေကိုချက်ထားရတာလဲ။တညလုံးမအိပ်ပဲနဲ့ဟင်းတွေကိုထိုင်ချက်နေခဲ့ရလား။ မဟုတ်တာရှင်ကျမညရဲကထားချက်စီရလားမနက်မိုးလေးအစောကြီး9နာရီထပြီးတော့ဓာရီအားလုံးကိုချက်ထားတာကဲကဲကဲထားပါတော့ထားပါတော့ကျမဘာတွေချက်ထားတာလဲဆိုတော့ကိုအခုပဲပြရတော့မယ်နော်သမီးဟင်းတွေကိုအမြန်ဆုံးကျွေးရမယ်မဟုတ်ဘူးဆိုရင်တော့ဟင်းတွေအားလုံးအေးကုန်နိုင်မယ်ရှုမီတာကတော့အားလုံးကိုငါးရီကြော်ထားတာပြလိုက်ပါရစ်ပကံတွေထဲမှာလည်းငါးကြော်တွေကိုထည့်ပေးလိုက်ပါရစ်ရတနာကလည်းချွေးမလေးကိုမေးလိုက်ကြပါဦးချွေးမလေးရေဒါဘာတွေလဲနင်ဒါဘာတွေကိုလောက်ထားတာလဲ အမေအမေဓာရီကိုအရင်ဆုံးစားလိုက်စားပြီးသွားတဲ့အခါမှာတော့ဓာကဘာရီလဲဆိုတာကျမကိုပြန်ပြောပြပါမဟုတ်တာချွေးမလေးရဲ့နင်ဘာရီလောက်ထားတာလဲငါတိတ်ပြီးရောမယုံဘူးတော့တခုခုထူးဆန်းတယ်လို့မျိုးခံစားနေရတယ်အရင်ဆုံးငါကိုပြောပြစမောင်းဟဲ့နင်ဓာဘာရီကိုလောက်ထားရတာလေအမေကလည်းဓာငါးရီလေးအမေရဲ့လက်ဆက်နေတဲ့ငါအရှင်တွေကိုကျမကိုယ်တိုင်ဖမ်းလာခဲ့ပြီးရောကြော်ထားတာရတနာတော်တော်လေးကိုစိတ်ဆိုးသွားခဲ့ပြီးအတန်အကျယ်ကြီးနဲ့អော်ပြစ်လိုက်ပါတယ်ငါကြော်ထားတယ်ဟုတ်လားငါရဲ့မိဖို့ခံနေမှာနေငါကြော်တယ် ဒီထဲမှာဘာတွေလဲဒီဟင်းထဲမှာရောဘာတွေလဲဒါကရောဘာတွေကိုချက်ထားတာလဲဒီထဲမှာကကျွန်မငါးဟင်းချက်ထားတာပါဒီဘက်မှာကကြတော့ငါးကြော့ကိုကြော်ပြီးတော့မှပြန်ပြီးနှက်ထားတာဒါကိုကြတော့ငါးနဲ့ထမင်းနဲ့ကိုပေါင်းထားတာဘာဖြစ်လို့လဲအမေရဲ့နောက်ထပ်တစ်ခုတ်ခုတ်ကြံခဲ့လို့လားကျွန်မဘာချက်ပေးလုပ်ပေးရမလဲပြောလေပြက်စီးပါပြီပြက်စီးပါပြီဘာတွေဖြစ်ကုန်တာလဲငါဘာမှနားမလဲတော့ဘူးကဲဒေးဖြေသူ့ကိုအခုချက်ချင်းငါမျက်စိအရှိကနေခေါ်သွားလိုက်စမ်းငါတို့ထပ်ပြီးတော့မမြင်ချင်တော့ဘူးဒီနေရာဆက်ပြီးတော့ငါဒီအိမ်မှာတူလက်ကနေခတ်ပေးတဲ့ရေကိုတော့မတောက်တော့ဘူး သူကငါ့ရဲ့မိဖို့ကံတစ်ခုလုံးမတန့်ရှင်အောင်လှုပ်ပြလိုက်တာပဲသွားပါပြီသွားပါပြီငါတော့ပြက်စီးပြီမင်းရလဲကွာဒါရီအားလုံးမချက်ခင်တစ်စုံတစ်ယောက်ကိုမေးပါလားငါတို့အားလုံးကတတ်တတ်လွတ်သမားတွေငါတို့အိမ်မှာအသားငါ့ရဲ့နာမည်ကိုတောင်မှယူကြတာမဟုတ်ဘူးမသိလို့ပါရှင်အားလုံးပဲငါကြိုက်ကြမယ်ထင်လို့ပါကဲတားရေငါ့ရဲ့ပြက်စီးတွေအကုန်လုံးကိုထုတ်ပေးလိုက်တော့ငါဒီအိမ်မှာထပ်ပြီးတော့မနေနိုင်တော့ဘူးငါဖျားဘူးသွားတော့မယ်တော်ပြီအမေရလဲဘာလို့သွားရမှာလဲရှူမီတောင်းမင်းအဝတ်စားတွေအကုန်လုံးကိုထုတ်လိုက်တော့မင်းရဲ့အိမ်ကိုငါပြန်လိုက်ပို့မယ် ။ချွေမလေးကလည်းရောက်ခမကိုလည်းအုပ်ချပြီးတောင်းပန်လိုက်ပါရစ်။အမေရဲ့ကျမကိုခွင့်လောက်ပါ။တကယ်လို့အမေတို့တော့ဒါရီကိုမစားဘူးဆိုတဲ့အကြောင်းတွေကိုကျမသိခဲ့မယ်ဆိုရင်တော့ဒါရီကိုကျမဘယ်တော့မှချက်မှာမဟုတ်ပါဘူး။ရှေးဆက်ပြီးဒီလိုအမားမျိုးမဖြစ်စေရဘူးနော်။ဒီအမားကခွင့်လှမ်းလို့မရဘူး။နင်ဒီကနေထွက်သွားမှဖြစ်မယ်။ဒီအိမ်မှာတတ်တတ်လို့မစားတတ်တဲ့သူတွေအတွက်နေရမရှိဘူး။ကျမတယောက်တည်းမစားတာပါအမေရဲ့အားလုံးကစားကြတယ်။အမေမစားဘူးဆိုတော့ကျမမသိခဲ့လို့ပါကျမရဲ့အိမ်အောင်ရေးကိုကဲတင်ဖို့အတွက်အရာအားလုံးကိုစောလှော့နိုင်ပါရဲ့အမေ အမေတစ်ခေါက်လောက်စဉ်းစားကြည့်လိုက်ပါဦး။ကျမနေရာမှာဒါကျမရောက်မှလေဆိုလို့ရှင်ရောအခုလိုမျိုးပဲအမေကလုံမလား။ရှင်မီတောက်ခုလိုပြောခဲ့တဲ့အခါမှာတော့ရခမကလည်းစဉ်းစားနေခဲ့ပါတယ်။သူရဲ့သမီးလေးဆိုလို့ရှင်တော့သူဘယ်တော့မှအခုလိုမျိုးလုံမှာမဟုတ်ပါဘူး။သူရဲ့ချွေးမလေးနေရာမှာသူရဲ့သမီးလေးရန်နေတယ်လို့တွေးကြည့်လိုက်ပါတယ်။ဒီနောက်မှာတော့ရခမကလည်းမျက်ရည်တွေကျလာခဲ့ပြီးပြောလိုက်ပါတယ်။ချွေးမလေးရဲ့နေငါစားခြင်းနဲ့ဆိုရင်တော့စားကိစ္စမရှိဘူး။ဒါပေမဲ့ငါ့ရဲ့မိဖို့ခန်းလေးမှာတော့ငါတို့ချက်ပြုတ်နိုင်တဲ့အစားအသောက်တွေကိုပဲချက်ရမယ်။နေဒါတွေကိုစားခြင်းနဲ့ဆိုရင်တော့အပြစ်မှာသွားစား အခုတော့ဒါရီအားလုံးကိုပြစ်မနေနဲ့နင်ကဒီမှာစီဝေအများကြီးကိုတုံးထားတယ်ကုန်ကြစရိတ်ကလည်းများတယ်ဒါရီကိုနေ့ရက်အခန်းထဲယူသွားပြီးတော့စားလိုက်တော့ချွေမအသက်လေးကိုခွင်လောက်ပေးလိုက်ပါတယ်ဒီအချိန်မှာဒေးဖြစ်အဖေကလည်းပြောခဲ့ပါတယ်ဒါနဲ့မိမရေမင်းစိတ်မစိုးဘူးဆိုရင်တော့ငါတခုပြောလို့ရလားငါတို့ရုံးမှလည်းပါတီပွဲတွေအများရန်လုပ်ပြီးတော့အားလုံးကလည်းအသားတွေငါတွေစားကြတယ်ဒါကြောင့်ငါလည်းစားလိုက်မယ်ချွေမလည်းတယောက်တည်းဘလောက်တောင်မှစားမလဲအဖေရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာဒေးကလည်းတတ်တိမွေပြီးပြောလိုက်ပါတယ် အမေကျွန်တော်လည်းတငယ်ချင်းတွေနဲ့အတူတူအပြင်မှာအချိန်ပေါင်းများစွာစားဖို့ကျွန်တော်လည်းရှူမီသားနဲ့အဖေနဲ့အတူတူဝင်စားပေးလိုက်ပါမယ်ကျွန်တော်လည်းအစားအသောက်တွေပြည့်စည်သွားတာကိုမမြင်ချင်ဘူးလေဒါကိုတွေ့ကြရတဲ့အခါမှာရတနာကအတော်လေးအံ့အားသင့်နေခဲ့ပါတယ်သူလည်းဘာမှပြောစရာမကျန်တော့ပါဘူးကောင်းပြီကောင်းပြီအပြင်မှာသွားပြီးရောနင်တို့အကောင်ကြောက်ခံမနေကြနဲ့ချွေးမလေးကိုတိုင်းချက်ပေးလိုက်မယ်ငါစားဖို့အတွက်ကိုတော့ငါကိုတိုင်းပဲချက်တော့မယ်ဒီစကားကိုကြောက်ကြရတဲ့အခါမှာချွေးမလေးပျော်ရွှင်စွာနဲ့ကောက်ခုံနေခဲ့ပါတယ်အမေကတကယ်အယံတော်တာပဲအရင်ကစပြီးအရာအလုံးအစင်ပြေသွားခဲ့ပါတော့တယ် နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ရုံညံ့တဲ့ရောင်မဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။မော်စကာနဲ့ဂေါ်ရပ်တိုလက်ထပ်ထားခဲ့တာအချိန်နှစ်နှစ်ကျော်လာခဲ့ပါပြီ။ဒါပေမဲ့အခုချိန်ထိမော်စကန်ကသူ့ရဲ့ရောင်မလေးနဲ့တဆက်ကလေးမှမတည့်ပါဘူး။မော်စကာနဲ့သူ့ရဲ့ရောင်မလေးတို့ကအမြဲတမ်းပြဿနာတက်လေရှိပြီးအလင်းမှာအမြဲတမ်းပဲရခုံမဖြစ်သူကပဲဂျာဝင်ဖြည့်ရှင်းပေးရတတ်ပါတယ်။ကြည့်ပါအောင်ရှီဗာနီကထပ်ပြီးတော့ဟင်းတွေကိုတူးအောင်လုပ်ပြန်ပြီးသူအခုလိုမျိုးဟင်းတူးအောင်လုပ်ပြီးတော့မစေးခဲ့တဲ့အိုးတွေခွက်တွေကိုကျမစေးရတာအရင်ကပင်မနဲ့ ကျွန်မအဲ့ဒါတွေကိုရှင်းနေရှင်းနေနဲ့ရန်ကိုလက်နာရမေးသူစားဖို့အတွက်ထမင်းဟင်းတွေကိုကိုယ်တိုင်ချက်တယ်ဆိုရင်လည်းစားတော့ပြီးသားပကံတွေကိုတော့ကိုယ်တိုင်စေးမှာပေါ့ဒီ main ကလေးကတော့လေဘလောက်ရှင်းပြနေအောင်ပါလေအိမ်မှာချက်ပြုတ်ထားတဲ့စားတော့ကိုပဲစားပေါ့ဒါပေမဲ့သူကတော့တရက်ကို၃နှစ်သူဟာသူကြိုက်တာကိုပဲစားချင်တယ်ဒီမှာကတော့ကိစ္စမရှိဘူးအဆင်ပြေတယ်ရခမအိမ်ကိုရောက်သွားတဲ့အခါကျရင်တော့သူဘလို့လုံးမတော့ကျွန်တော်စကားတွေကိုကြားခဲ့ရတဲ့အခါမှာရှီဗာနီကလည်းဒေါသတွေအများကြီးကိုကြီးနေခဲ့ပြီးရောက်ချလာပါတယ်ပြီးတော့တဲ့အခါမှာသူမပြောလိုက်ပါတယ် ဘာဖြစ်တာလဲရောင်မရဲ့ကျမဒေဝိုးလေးတလုံးတူးအောင်လုံလိုက်တာနဲ့ပဲအဲ့တော့မှပြောနေစရာအကြောင်းရှိလို့လားကျမရဲ့မကောင်းအကြောင်းတွေအမေကိုသွေးထိုးနေပြီမလားအမလည်းဘလို့မဆိုပကံစင်းနေနေကျမချက်ပြုတ်ထားတဲ့အိုးလေးတလုံးအတူတူဆေးပေးလိုက်ရတော့ဘာဖြစ်သွားလဲဘာဖြစ်လို့ငါတယောက်တည်းပဲပကံတွေအားလုံးကိုဆေးရမှာလဲကဲတော့ဟာမလုပ်ဘူးပြောဆိုပြီးတော့မစ္စကန်ကလည်းသူ့ရဲ့အခန်းထဲကိုဝင်သွားခဲ့လိုက်ပါတော့တယ်သူတို့ရဲ့ပြဿနာတွေကိုနားထောင်နေရခမဖြစ်သူကအတော်လေးကိုစိတ်ပြတ်နေခဲ့ပါတယ် မိမဖြစ်သူအခုလိုမျိုးခေါင်းကိုက်နေရကိုယောက်ျားကလည်းတွေ့ကြရတဲ့အခါမှာတော့ပြောလိုက်ပါတယ်။ဘာဖြစ်တာလဲမင်းတို့ကြည့်ရတာခေါင်းတွေအရန်ကိုက်နေတဲ့ပုံစံပဲနော်။ဘာများဖြစ်လို့လဲ။ခေါင်းကိုက်တယ်ဟုတ်တယ်။ကျမခေါင်းကိုက်ရတဲ့အကြောင်းရင်းကတော့ကျမရဲ့ချွေးမနဲ့ကျမရဲ့သမီးကြောင့်ပဲ။ကျမတို့ကိုတကယ်ပဲဘာလို့ရမလဲရှင်။တစ်ချိန်အကုန်လုံးခွေးလိုမျိုးကိုက်နေကြတယ်။အော်မိမရဲ့မင်းလည်းမင်းရဲ့သမီးလေးကိုနည်းနည်းသဘောပေါက်နားလည်အောင်ရှင်းပြလိုက်စမ်းပါဦး။ချွေးမလေးဆိုတာကလည်းငါတို့အတူအသမီးလေးပဲလေသူကငါတို့အိမ်အတူဘလောက်တောင်မှလုပ်ပေးနေလိုက်လေ ူကအမြဲတမ်းအရသာရှိတဲ့ထမင်းဟင်းတွေကိုပဲအားလုံးစားဖို့အတွက်ချက်ပြုတ်ပေးတယ်။ဒါတော့မှရှီဖာနီကသူ့ရောင်မှချက်တဲ့ထမင်းဟင်းတွေကိုမစားဘဲနဲ့တီးတန့်စားဖို့အတွက်အမြဲတမ်းပဲလုပ်နေတယ်။ရှီဖာနီကတော့ဟင်းထမင်းစားတဲ့အခါကျရင်စမ်းနေမှစားတော့တတ်တာ။တရုတ်စားတော့တွေနမဲကြီးလာတဲ့အချိန်မှာတော့လေခလေးတွေအကုန်လုံးရဲ့အကျင့်တွေကတော်တော်လေးကိုပြက်စီးသွားခဲ့ပြီ။ကျမတို့ကြွေးတဲ့အစားအသောက်တွေကိုသူတို့ကထမင်းဟင်းလို့ကိုမမြင်တော့တာ။ဒီလိုနဲ့ပဲအချိန်တွေတစ်ဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါတယ်။သမီးရောင်မနှစ်ယောက်ကြာကပြဿနာတွေကတော့အချိန်နဲ့တစ်ပြေးညီပိုးပြီးတော့ပြင်းထန်လာနေခဲ့ပါတယ်။ ကဲရှီဖာနီရေဒီနေ့ငါဟင်းကောင်းကောင်းလေးချက်မယ်နံပြားလေးလုပ်မယ်နင်ငါချက်တဲ့ဟင်းတွေကိုစားမလားမစားဘူးလားဆိုတာငါ့ကိုတခါရေပြောပြခဲ့အောင်ဗာလေရောင်မချက်တဲ့ထမင်းဟင်းလားမစားပါဘူးကျမဘာဖြစ်လို့ရောင်မချက်တဲ့ထမင်းဟင်းကိုစားရမှာလဲဒါနဲ့ကျမအတွက်နိုဂယ်တွေကိုတတ်တတ်ဖယ်ထားပေးပါဦးကျမကိုဟုတ်ကိုစားဖို့အတွက်နိုဂယ်ဟင်းအဆက်ကလေးပဲလှူစားလိုက်တော့မယ်ကောင်းပြီလေနင်ကနေကြိုက်တာလှူစားဘလို့ဟင်းပဲချက်စားချက်စားဒါကတော့ငါအလုပ်မဟုတ်ဘူးလေကြိုက်တာဒါလို့ ဒါနဲ့နေထမင်းဟင်းချက်ပြုတ်ပြီးသွားရင်အိုးတွေအကုန်လုံးကိုဟောက်ကိုစေးတော့နေစားတော့ထားတဲ့ပကံအောင်လဲကိုဟောက်ကိုစေးဒါရီအကုန်လုံးကနောက်ကနေပြီးတော့လိုက်မလို့ပေးနိုင်ဘူးရှီဖာနီကတော့စိတ်ထဲကနေပြောနေခဲ့ပါတယ်သူ့ရောင်မကိုအနောက်ကနေလိုက်ပြီးခုလိုဒုက္ခပေးနေရတာကိုသူကတော့အတော်လေးကိုသဘောတွေ့နေခဲ့ရပါနောက်နေ့မနက်မိုးလင်းအစောကြီးအိယာကနိုးလာတဲ့အချိန်မှာမော့စကာနီရဲ့အတန်ကိုကြားလိုက်ရပါတယ်အမေရေဂတ်စကုံသွားပြီးအမေရေကျမမနက်စာဘယ်လိုလုပ်ရမလဲဒီစကားကိုကြားလိုက်တာနဲ့ရောက်ခမကဒေါသတွေထွက်သွားခဲ့ပါတော့တယ်ဒေါသတကြီးနဲ့ပဲပြောလိုက်ပါတယ် ဘာပြောတယ်ဂတ်စ်ကုံသွားတယ်အခုမှ12ရက်လောက်ပဲရှိသေးတယ်ဂတ်စ်ထည့်ထားတာကုံသွားတယ်ဆိုတော့ဒါဘလို့ဖြစ်ရတာလဲဘာတွေဖြစ်သွားတာလဲဆိုတော့တစ်ချက်လောက်သွားကြည့်လိုက်ပါဦးမယ်ရခမောကလည်းမိဖို့ခန်းနဲ့သွားဝင်ကြည့်ခဲ့တဲ့အခါမှာချွေးမလေးကနောက်ထပ်ဂတ်စ်အိုတလုံးရောက်လာမယ့်အချိန်ကိုစောင့်မျှော်နေအောင်ကိုကြွေးလိုက်ရပါတယ်ချွေးမလေးရေနင်ဂတ်စ်အိုကိုတတိချာလှည့်ပြီးတော့ကြည့်လိုက်ပါဦးနည်းနည်းလှုပ်လိုက်လေအထက်မှာဂတ်စ်ရှိအောင်ပဲထင်းနေအမေကျမဂတ်စ်ကိုလှည့်လဲလှည့်ပြီးပြောင်းမြန်လဲလှည့်ပြီးတေချာလဲလှုပ်ပြီးပါမှမရှိတော့ဘူး ဒါရီအားလုံးကနေလို့နှစ်ယောက်အသုံးမချလို့ဖြစ်ရတာအလောက်ကိုဘယ်တော့မှကောင်းကောင်းတတိချာချာမလုပ်ဘူးနေတို့အမြဲတမ်းထမင်းကိုတီးတန့်စီခွဲချက်နေမှာတော့အခုလိုမျိုး gas ကအမြန်ကုန်ပါပဲလေတီရောတီးရလား gas တစ်ခါဖြည့်လို့ရှင်ဘလောက်တောင်မှငွေကုန်လိုက်တယ်ငါတို့တလောက်ကိုနှစ်ခေါက်လောက် gas ကိုဖြည့်နေရမယ်ဆိုလို့ရှင်တော့မွဲကုန်ပါဘောဟဲ့အိုဖျားသခင်ဒုက္ခပါပဲရှင်ဒုက္ခပါပဲကျမရဲ့အိမ်ကတော့ဒုက္ခရောက်ပါပြီပြက်ကတ် ိုက်နေပြီကျမရဲ့ချွေးမလေးနဲ့ကျမရဲ့သမီးနှစ်ယောက်စလုံးကိုအတိညာပေးပါဒီပုံစံအတိုင်းဆိုရင်တော့တို့ကျမရဲ့ဘဝကိုဖျက်ဆီးကြမလားမသိပါဘူးအမေကလည်းကျမအိမ်မှာအားလုံးစားတောက်တဲ့ပုံစံအတိုင်းထမင်းဟင်းတွေကိုချက်ပေးရပဲအမေတို့လည်းကျမချက်တဲ့ဟင်းကိုကြိုက်ကြတယ်မဟုတ်ဘူးလားအဲ့ဒါချက်ပြောရတာဘလောက်တောင်မှအချိန်ကုန်တဲ့ကိစ္စမို့လို့လေအမေရဲ့သမီးရှီဖာနီကိုပဲခေါ်ပြီးတော့အမေရှင်းပြလိုက်သူချက်ပြုံးနေတဲ့အစားအသောက်တွေကအချိန်လဲကြတယ်သူကအိုးရီကိုတူးအောင်အထီကိုချက်တာလေသူကတယောက်တည်းတော့ဘာရီကိုချက်ပြုတ်စားတောင်းနေမှန်းကိုမသိဘူ သူကဂတ်စ်ကိုကြောက်ကြီးဖွင့်ထားတာဆိုတော့သူ့ကြောင့်ပဲဒီဂတ်စ်တွေကကုန်နေရတာဒီအချိန်မှာပဲဖုန်းဝင်လာခဲ့ပါတယ်ရောက်ခမကလည်းဖုန်းကင်ဖို့အတွက်အဲခံဘက်ကိုအမြန်ဆုံးပြေးသွားခဲ့ပါတယ်ဖုန်းစကားပြောပြီးနောက်မှာတော့သူကဖုန်းကိုချက်ချင်းပဲချထားလိုက်ပါတယ်ချွေးမလေးကလည်းမေးလိုက်တာပေါ့အမေဘာဖြစ်တာလဲအမေရဘာဖြစ်တာလဲဘယ်သူစီကနေပြီးတော့ဖုန်းဝင်လာခဲ့တာလဲအမေနင်တို့အတော်လေနင်တို့အတော်စီကနေပြီးတော့ဖုန်းဝင်လာခဲ့တာသူရှက်နေငယ်တော့ဒီမှာလာနေအောင်မဲတဲ့သူကရှက်အကြာကြီးနေမှာအိမ်ကိုလာလေတာဆိုတော့ငါအတော်လေးကိုတန်းနေပြီး ဒီအိမ်မှာထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာဘလောက်ကြောင်မှပဲအပိုတွေလုံးနေကြတယ်ဆိုတဲ့အကြောင်းကိုသိရင်တော့သူအတော်လေးစိတ်ပြတ်သွားလိမ့်မယ်။ခဏနေရောရှီဗာနီနဲ့ဂေါ်ရော့တို့နှစ်ယောက်စလုံးရောက်လာကြပါရဲ့။ဘာလဲကျမတို့ကအပိုတွေလုံးနေရမှာမဟုတ်ကြောင်ရောင်းမတော့ပစပ်ပိတ်ထားမယ်ဆိုရင်တော့ဒါရီအားလုံးဖြစ်စီရပါအကြောင်းမှမရှိဘူး။ဟုတ်တယ်ဟုတ်တယ်။ငါပဲမကောင်းတာပါ။ငါမကောင်းလို့ဒါရီအားလုံးကိုဖြစ်နေရတာဆိုတော့ဒီအိမ်ကနေငါထွက်သွားရင်ကောင်းမယ်နဲ့တူတယ်နော်။တွေ့လားရံမဖြစ်ပါနဲ့ဆိုရင်မနင်တို့ထပ်ပြီးတော့ရံဖြစ်ကြပြန်ပြီ။ဖျားသခင်ပဲနင်တို့နှစ်ယောက်လက်ထဲကနေငါတို့ကိုကောက်ွယ်ပေးလိမ့်မယ်။ နောက်နေ့မှာတော့အတော်ဖြစ်သူကအင်ကိုလာလေခဲ့ပါရီအတားကြီးနဲ့မှရောက်ရှိလာခဲ့တဲ့အတော့စကားတွေပြောနေပြောနေနဲ့ဘလောက်တောင်အချိန်ကုန်သွားလဲသိတော့မသိရပါဘူးညနေဆောင်သွားခဲ့တဲ့အခါမှာရခမကလည်းချွေးမလေးကိုပြောလိုက်ပါရီကဲချွေးမလေးရေအခုထမင်းစားတော့ဖို့အချိန်ကလည်းရောက်ကြမှာဆိုတော့နင်အရပ်အစားတော့လေးပါလေတခုခုချက်ပါအောင်အရင်တုန်းကဆိုရင်တော့သူကအဲ့တော်ကိုအရန်တိုက်ခဲ့ရလေဟုတ်တယ်ဟုတ်တယ်တကယ်ပြောတာအခုတော့မှဘိုက်စားလာပြီဒီအချိန်မှာရှီဖော်နီကလည်းဝင်ပြောလိုက်ပါရီ ဒါနဲ့ရောင်းပါရေကျမအတွက်ဘာမှလုပ်မနေနဲ့ကျမကိုယ်တိုင်စားဖို့အတွက်တရုတ်ထမင်းကြော်ပဲကျမကိုယ့်အကူကြော်လိုက်ကြမယ်အကြော်စားတယ်သူရဲ့ဒုမလေးကိုပြောလိုက်ပါတယ်နင်ဒါဘာပြောတာလဲအရင်တုန်းကတော့ငါတကားမှမကြားဘူးပါဘူးရှီဖာလေးကလည်းသူ့အတော်ကိုပြန်ပြောခဲ့ပါတယ်ဘလို့ကြားဘူးမှလည်းအတော်ဒါကိုစားလဲစားဖို့မှမဟုတ်ဘူးဒါကတရုတ်စားတော့လေအတော်တို့အကုန်လုံးစားတော့နေတဲ့အစားအသောက်တွေနဲ့တစားကလေးမှမတူဘူးအတော်ဖြစ်တော့ကတော့သူ့ဒုမလေးရဲ့အပြုံမုံနဲ့ပြောဆိုကိုနည်းနည်းလေးမှသဘောမကျပါဘူး ဒီလိုနဲ့ပဲ၃ရက်ကုန်ဆုံးသွားခဲ့ပါတယ်။အကျော်ဖြစ်တော့ကအိမ်မနေပြီးအရာအလုံးကိုစောင့်ကြည့်ခဲ့ပါတယ်။ရှီဖာနီကတော့သူစားတောက်မဲ့အစားအသောက်တွေကိုတိတက်သူကိုယ်တိုင်ချက်ပြုတ်နေပါတယ်။ရှီဖာနီကမော့စကန်ချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုလည်းမကောင်းဘူးဆိုပြီးတော့ပဲအမြဲတမ်းပြောဆိုတတ်ပါသေးတယ်။အကျော်ကြီးဘလို့လဲ။ကျမရောင်မှချက်ထားတဲ့အစားအသောက်တွေကအရာတောင်မရှိဘူးမလား။သူလောက်ထားတဲ့ပူရီကစားလို့မကောင်းတဲ့ပုံစံပါပဲ။မသိရင်ပြီးခဲ့ကြရင်ရော။သူချက်ထားတဲ့ဘဲတွေကလည်းအလောက်ထိနိုးမှမဟုတ်ဘူး။သူမလေးရဲ့ပုံစံနဲ့ပြောဆိုရကြအောင်အတော်ဖြစ်တော့ကလည်းအရန်ကိုစိတ်ပြတ်သွားပါရဲ့ အခွင့်အရေးရတာနဲ့သူကလည်းသူရဲ့ညီမနဲ့စကားပြောဆိုကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါရီ။ကဲနေပါဦး။ဒီအိမ်မှာချွေးမလေးကိုဘလို့ဆက်ဆံနေကြတာလဲ။နင့်သမီးကိုယ်တိုင်ကလည်းမဟုတ်သေးပါဘူးဟဲ့။နင့်သမီးလေးကိုတတိချာချာရှင်းပြစမ်းပါအောင်အခုလိုလောက်တာမကောင်းဘူး။ကျမသိပါတယ်မရဲ့။ तू နားလဲရင်ကောင်းတာပေါ့။ तू မနားမလဲတာ။ तू လက်ထပ်ပြီးတော့သူရခမအိမ်ကိုရှောက်သွားရင်ဘာတွေလုပ်မလဲဆိုပြီးတော့ကျမစဉ်းစားပြီးကြောက်နေပြီ။ငါ့စီမှာအဲ့ဒီအတွက်ဖြေရှင်းနေတခုတော့ရှိတယ်။ကဲဒီနောက်လာခဲ့စမ်းပါအောင်ပြောပြမယ်။ ဒီနောက်မှာတော့သတို့ကလည်းအကြံစီတစ်ခုကိုကြံစီခဲ့ကြပါတယ်။နောက်နေ့မှာတော့ကဲမော့စကငါပြောတဲ့စကားနားထောင်။အခုလေတင်နေအတော်ဖုန်းစကားပြောနေအောင်ကိုငါကြားလိုက်တယ်။သူပြောနေတာချွေးမလေးကထမင်းဟင်းချက်ပြုတ်ကြအရန်တော်တာပဲ။အဲဒါကြောင့်တလားပြည့်သွားတဲ့အခါကျရင်တော့သူ့အတွက် surprise တစ်ခုလုပ်ပေးခင်မယ်။အားလုံးအံ့အားသင့်နေစေရမယ်တဲ့။တဖက်မှာတော့အမေဖြစ်တော့ကသူ့သမီးလေးကိုလည်းဒီစကားသွားပြောပြလိုက်ပါတယ်။သမီးလေးရဲ့အတော်ပေးသွားမယ်အတီလက်ဆောင်ကိုတော့သမီးရောက်မမရပဲနဲ့သမီးကိုရရစေခြင်းနဲ့ အဲ့ဒါကြောင့်သမီးအတော်ဒီမှာနေထိုင်နေတဲ့ကာလအတွင်းတရုတ်အစားအသောက်တွေကိုချက်စားမနေတော့ဘဲနဲ့သမီးရဲ့ရောင်မစီကနေဟင်းချက်နေသွားတင်ရှုဒါပေါ့ဒီလိုမျိုးလားအခုသမီးထမင်းဟင်းကောင်းကောင်းချက်ပြောက်တောင်းတင်ရှုလိုက်မယ်အတော်ကလည်းရောင်မကိုချီမချိုးဘဲနဲ့ကျမကိုချီကျူးလာစေရမယ်အဲ့ဒီလက်ဆောင်ကလည်းကျမအတော်ပဲဖြစ်စေရမယ်ဒီနောက်ရှီပါနီကလည်းသူ့ကိုယ်သူလုံးဝပြောင်းလဲပြလိုက်ပါတော့တယ်သူကလည်းသူ့ရောင်မကိုတော့ပြောပြလိုက်ပါတယ်ရောင်မပြောတဲ့အတိုင်းပဲကျမအရာအလုံးကိုလှုပ်တော့မယ်ကျမကိုကြိုက်တာပြောဒီနေ့ဆက်ပြီးရောင်မထမင်းဟင်းချက်ပြောက်တဲ့နေရာမှာကျမကိုယ်တိုင်ကိုညီလောက်ကင်ပေးမယ် တယောက်စားတော့တွေမြဲရဆိုင်နေမကောင်းဖြစ်တယ်ဆိုတော့ကိုကျမသိပါတယ်အခုကျမတို့အတူတူထမင်းဟင်ချက်ပြောက်ကြမယ်လေနော်ကျမတို့အတင်ပေးရမယ်နော်ဟုတ်ပြီလားမော်စကာနဲ့အယန်းကိုဝမ်းတော့ပြောရွှင်သွားပါတယ်ငါဒီနေ့ရန်ပြောတယ်ရှီဖာနီရဲ့အမြဲတမ်းရန်ဖြစ်နေတဲ့ရောင်မလေးမဟုတ်ဘဲနဲ့ချစ်စရာကောင်းတဲ့ရောင်မလေးကိုရရှိသွားခဲ့ပြီဒီနောက်မော်စကာကလည်းသူ့ရောင်မလေးကိုထမင်းဟင်ကောင်းကောင်းချက်ပြောက်တဲ့အောင်တင်ပေးခဲ့ပါတယ် ဒီအတော်တွင်ရံမဖြစ်ကြတော့ဘဲနဲ့တယောက်ကိုတယောက်လည်းနားလည်လာခဲ့ကြပါရဲ့အခုဆိုရင်တော့နှစ်ယောက်သားတယောက်ကိုတယောက်အလေးထားကယူဆိုင်ကြပါရဲ့ရောင်မရဲ့ပြမန်းနေပြီလားကျမမိဖို့ခံတန်းရှင်းရလို့ပေးမယ်လေမဟုတ်တာရှိပါနေရဲ့ဒါရီအားလုံးငါလုံးနေကြငါလုံးနိုင်ပါရဲ့နင်းသွားဒါရီတွေ့ကြရတဲ့အခါမှာရခမကလည်းပြောရွှင်သွားပါရဲ့သူကလည်းသူ့အမကိုဒီကိစ္စရီအားလုံးဝမ်းသာအားရနဲ့သွားပြောပြခဲ့ပါရဲ့အမရဲ့အမတကယ်ကြော်ရဲသီလားကျမလွန်ခဲ့တဲ့၃နှစ်ကမလုံးနိုင်ခဲ့တဲ့ကိစ္စကိုအမကတော့တလောက်အတွင်လုံးပြနိုင်သွားခဲ့တယ်ကဲကျမကလည်းဒီနေ့ရက်ကိုပဲစောင့်မျှော်နေခဲ့တာ အခုဒီမလာနေရာလဲအတော်လေးကြာနေပြီဆိုတော့အိမ်ပြန်ရတော့မှာပေါ့အတော်ဖြစ်တော့ကလည်းရှီပါနီနဲ့မော်စကာနှစ်ယောက်စလုံးကိုခေါ်ပြီးပြောလိုက်ပါတယ်နင်တို့ကလက်ဆောင်တစ်ခုအတွက်နဲ့တယောက်နဲ့တယောက်နီးကလာခဲ့ကြပြီးနားလည်မှုလည်းရှိသွားခဲ့ကြတယ်တယောက်ကိုတယောက်လည်းအရန်ကိုချစ်နေခဲ့ကြပြီးကဲဒါကတော့ငါရဲ့ surprise ပဲဒီနောက်အတော်ဖြစ်တော့ကလည်းတဝဲထားတဲ့လက်ကောက်ကိုချုပ်ပြီးနှစ်ယောက်စလုံးကိုခွဲဝေပေးလိုက်ပါတယ်ဒီနောက်အတော်ဖြစ်တော့ကလည်းသူ့အိမ်သူပြန်သွားခဲ့ပါတော့တယ်ရှီပါနီကလည်းသူ့ရောက်မှချက်ပြောက်တဲ့ထမင်းဟင်းတွေကိုစားတောက်တက်သွားခဲ့ပါပြီ ဒါကြောင့်သူကအတိတ်အစားအသောက်တွေကိုမချက်ပြုတ်တော့ဘဲနဲ့ရောင်မဖြစ်သူကိုလည်းကုညီလောက်ကင်ပေးခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။